အပိုင်း995ရဲ့အစမှာတော့နေစဉ်ထုတ်သတင်းစာထဲမှာပါလာတဲ့ဂျင်ဘီတယောက်ဘေးမောင်မှုကိုတစ်ဆောက်ဖောက်သွားပြီဆိုတဲ့သတင်းကနိုင်ငံထဲမှာတော်တော်လေးဟော့ဖြစ်နေခဲ့ပါတယ်။တချို့ကတော့မောင်မဒေါသထွက်နေရကိုတားလိုက်နိုင်တဲ့ဂျင်ဘီကတကယ်ကိုမိုက်တယ်လို့ချီးကျူးနေခဲ့ပေမဲ့တချို့ကလည်းဒီလောက်ကောင်းမွန်တဲ့မောင်မရဲ့အရေးအဝါသာအောက်ကနေကင်းလို့ချင်နေတဲ့ဂျင်ဘီကအယူပဲလို့ပြောလိုက်ပါတယ်။နောက်ပြီးအခုလိုမျိုးမောင်မရဲ့အင်ပါယာအောက်ကနေအေးဆေးဆေးနေလို့ရရတဲ့ဖင်ထားရတာကသူ့ရဲ့အသက်အန္တရာယ်ကိုတော့ချိန်ချောက်လာနိုင်တယ်လို့အားရပါးရရှိမောနေခဲ့ပါတယ်။ အဲ့ဒီအချိန်ပေဒရူကသတင်းစာတွေကဂျင်မီရဲ့ပုံကိုကြည့်ရင်ခမားတကယ်ကိုပဲဘေကမောင်းမလောက်ကလူတယောက်ဆိုတာမသိခဲ့ဘူးပဲဆိုပြီးရေရွံ့နေခဲ့ပါတယ်။ဘရိုကတော့ဒါကြောင့်ပဲသူတို့ရောက်ရှိခဲ့ပြီးတဲ့ငါလူသားကျွန်းကဘေကမောင်းမရဲ့အကာအကွယ်အောက်မှာရှိနေတာပဲလို့ဝင်ပြောလိုက်ပါတယ်။ပေဒရူကတော့သူ့အနေနဲ့စစ်ဗင်ဟောင်းတယောက်ဖြစ်တဲ့ဂျင်မီကဘေကမောင်းမရဲ့လက်အောက်မှာဘာအကြောင်းကိစ္စနဲ့နေခဲ့ရလဲဆိုတာကိုလုံးဝနားမလည်နိုင်ဘူးလို့ဆိုပါတယ်။ပြီးတော့သူကဘရိုကိုမင်းရောဂျင်မီကိုသိနေတာလားလို့မေးလိုက်ပါတယ်။ ဘရော့ကတော့ဂျေမီဆိုတာသူတို့ရဲ့ခေါင်းဆောင်လူဖီရဲ့အရေးကြီးဆုံးသူတွေကတယောက်ဖြစ်ပြီးလူဖီကိုယ်တိုင်ကလည်းအချိန်ကျရင်ကောင်းရုပ်ထိုးတမျှအဖွဲ့ဝင်ဖြစ်လာဖို့အတွက်ကမ်းလှမ်းခဲ့ဘူးသူတယောက်ပဲလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကဂျေမီကအခွင့်အရေးကိုချက်ချင်းလက်မခံပဲသူ့အနေနဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကိုထမ်းဆောင်ပြီးကမှအဖွဲ့တွေကိုဝင်လာမယ်လို့ပြောခဲ့ဘူးကြောင်းအသေးစိတ်ပြောပြလိုက်ပါတယ်။လက်ရှိအချိန်မှာတော့ဘရော့ကအခုမြင်တွေ့နေရတဲ့သတင်းတိုင်းဆိုရင်ဂျေမီတယောက်ကြီးမားတဲ့အရာတစ်ခုပြစ်မှုဖြစ်သွားလောက်တဲ့အထိကျူးလွန်တော့မယ်လို့ထင်တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်ယုတ်တိရဲ့ဘက်ဒရူကသူ့ကိုလက်ဟန်ခြေဟန်နဲ့လမ်းခေါ်လိုက်ပြီးဘရစ်ကိုအထဲမှာအဝတ်အစားတွေရွေးရင်းပြဿနာတက်နေတဲ့ပူရင်းကိုပြသခဲ့ပါတယ်။ပူရင်းကတော့သူမအနေနဲ့သွားစရာကိစ္စတခုရှိသေးတာကြောင့်မင်္ဂလာပွဲအင်းကြီးရွေးဖို့ကိစ္စကိုရွှေ့ဆိုင်းလို့ရမလားလို့တောင်းဆိုနေခဲ့တာပါ။ဒါပေမဲ့ဘီနာကအချွေရန်တွေကသူ့ရဲ့စကားကိုအဖတ်မလုပ်ပဲအင်းကြီးတထည့်ပြီးတထည့်လာပြနေခဲ့ပါတယ်။နောက်ပြီးသူတို့တွေကသရိုသားလောင်းရောဘလိုရာမျိုးတွေကိုကြိုက်တက်လဲဆိုပြီးဆက်ဆူနေပါတယ်။ပူတင်ကတော့သူ့အနေနဲ့သရိုသားဖြစ်သူကိုတခါမှမတွေ့ဘူးသေးတာကြောင့်မသိဘူးဆိုပြီးပြန်ဖြေလိုက်ပါတယ်။ ဒါကိုအပြင်ဘက်ကနေမြင်လိုက်ရတဲ့ဘရုတ်ကအခုချိန်လောက်ဆိုရင်ဆန်ဂျီကိုခေါ်ပြီးလူဖီရိုနဲ့တွေ့ဖို့အတွက်တင်မောဘဝူရောင်သွားနေလောက်ပြီလို့ထင်နေခဲ့တာလို့ပေါ်နေခဲ့ပါတယ်။ဒါကိုကြားတော့ပေဒရိုကဆန်ဂျီကအခုချိန်နေလောက်ဆိုရင်ငါတို့ဒီကိုရောက်နေရတော့မှတိပုံမပေါ်ဘူးလို့ဆိုပါတယ်။အဲ့နောက်မှာတော့သူတို့ကအခန်းထဲကိုဝင်ရောက်လာခဲ့တဲ့ဘာရွန်တာမာကိုကိုတွေ့လိုက်ရတာကြောင့်ပုံနေလိုက်ပါတယ်။အဲ့ဒီအချိန်တသားတယောက်ကမနေ့တုန်းကချောကလက်ကျွမ်းသားမှာဂန်းကတ်ထားရင်းလူဖီရိုရဲ့တင်မောပေါ်မှာပတ်ကွန်မရှိတော့ဘူးဆိုတဲ့သတင်းကိုဘာရွန်တာမာဂူစီကိုသတင်းလာပို့ပါရီ နောက်ပြီးခုဆိုရင်စကြူးစင်တောအုပ်ထဲမှာလေလူဖီပါဝင်ကောက်ရုပ်ထုတ်တို့မြအဖွဲ့သား၄ယောက်ရှိပြီဆိုပြီးလဲကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတော့ Brook နဲ့ Pedro ကသူတို့ရဲ့စီစဉ်နေအားလုံးတဲတဲ့ရည်သွန်းဖြစ်သွားခဲ့ပြီလို့ထင်နေခဲ့ပါတယ်။တစက်ထဲမှာပဲတပ်သားတွေကဂျန်နဲ့နှကောင်ကိုတော့အခုချိန်ထိဖမ်းမမိသေးဘူးဆိုပြီး poster တွေကိုထုတ်ပြလိုက်ပါတယ်။ဖြစ်ချင်တော့ poster တွေမှာပါဝင်နေတဲ့လူရှိသူတွေကသူတို့ကိုယ်တိုင်ပဲဖြစ်နေခဲ့တာကြောင့် Brook နဲ့ Pedro တို့လည်းကြောက်ချီးတွေပန်းနေခဲ့ပါပြီ။တစ်ဖက်မှာလည်း ဘရွန်တာမာကူကသူ့ရဲ့ခေါင်းပေါ်ကကော်ဖီခွက်ကိုယူသွားလိုက်ရင်ဘလို့အကြောင်းမျိုးပဲရှိရှိပက်ကွန်မူကိုတွေ့အောင်လိုက်ရှာကြဖို့အတွက်အမိန်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ BG နဲ့သူ့ရဲ့မိန်းမဖြစ်သူရှီဖွန်ကကလေးဖြစ်သူငိုတိတ်ဖို့အတွက်နီလန်မျိုးစုံသုံးပြီးချော့နေကြပါတယ်။ဒီလိုနဲ့ရှီဖွန်ကသားဖြစ်သူကပ်ပွန်ဂန်ဖတ်ရဲ့ပါဇက်သေးကိုချိုးလိန်ပစ်ထည့်လိုက်ပြီးမင်းကရန်ကုန်လိမ်မာတဲ့ကလေးလေးပဲလို့ချီးကျူးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ BG ကသူ့သားဖြစ်သူကိုတနေ့ကျရင်ဖေတို့လိုမျိုးဆရာကြီးတွေဖြစ်လာရမယ်နော်လို့ပြောနေခဲ့ပါတယ်။ အဲ့ဒီအချိန်သူကတစ်ဖက်မှာရှိတဲ့ဘက်ကွန်ကိုလမ်းကြည့်လိုက်ပြီးမိမကြခင်တရားတော်မှာမို့တိတ်ပြီးအာမချောင်းနဲ့လို့ချိန်ချောက်လိုက်ပါရီနောက်ပြီးသူအနေနဲ့ဘက်ကွန်ကိုအခွင့်အရေးပေါင်းများစွာပေးခဲ့ပေမဲ့အခုလိုမျိုးတောက်တလွဲလမ်းကြီးကိုရွေးချယ်ခဲ့လိုက်မယ်လို့ဘယ်တော့မှထင်မထားခဲ့ဘူးလို့လည်းသူကဆိုလိုက်ပါရီဘက်ကွန်ကတော့မိသားစုဝင်အနေနဲ့ဘော်ရာရီကိုကယ်တင်ပေးခဲ့တဲ့လူဖီရိုအပေါ်ကိုကျေးဇူးဆက်ခြင်းနဲ့ခံစားချက်ကိုဘယ်တော့မှမှားယွင်းနေရလို့မခံစားမိဘူးလို့ဆိုပါရီစကားဆုံးမှာတော့ဘီဂျီကတနက်နဲ့ချိန်လိုက်ရင်နောက်ဆုံးအနေနဲ့ပြောစရာပါရှိသေးလဲလို့မိတော့ဘက်ကွန်ကမင်းကတော်တော် ်ဗိမ်မမှုကိုအထင်သေးတဲ့ကောင်မဲလို့ထားအောင်လိုက်ပါရီဒါဖို့ဒေါသထွက်သွားတဲ့ BG ကချက်ချင်းပဲပောက်ကွမ်ကိုတနက်နဲ့ပြစ်ချလိုက်ပါရီနောက်တစ်ခါမှတော့လူဖီကထွက်ပြေးနေတဲ့ဆန်ဂျီရိုနောက်ကိုလိုက်ရင်ဘလိုလုပ်ပြီးတိပိနေပေါ်ကိုမြောက်တကောင်လိုကုတ်ကတ်တက်နေရလေလို့လှမ်းအောင်လိုက်ပါရီအဲ့လိုနဲ့ပဲသူကထူးထူးဆန်းဆန်းနေပြုတ်မှုနေတဲ့ဆန်ဂျီကိုရာဘာလက်တန်တွေကိုတုံးပြီးတိပိမကနေဆွဲချလိုက်ပါရီဒါပေမဲ့သူရဲ့မျက်စိချိန်မှာနောက်ထပ်ဆန်ဂျီတယောက်ကနှာခေါင်းနိုင်နေတဲ့ပုံစံနဲ့ထွက်ပေါ်လာခဲ့တာကြောင့်လူဖီလည်းဘာပြောလို့ပြောရမှန်းမသိဖြစ်နေပါဘီ နောက်တစ်ခါမှာတော့ Big Mom ကအတူအနေနဲ့စီးပွားရေးလုပ်ဖို့အတွက်ရင်းနှီးထားတဲ့ပတ်စံတွေကတော်တော်လေးကိုလုံလောက်နေပြီထင်တယ်မှလားလို့စီစာကိုမေးနေခဲ့ပါတယ်။အဲဒီအချိန်စီစာကအတူစီစဉ်နာတွေကိုမနာရက်လှုပ်ဆောင်နေကြအောင်တခုခုကိုစိုးရိမ်နေတဲ့မျက်နှာကြီးနဲ့ပြန်ဖြေလိုက်ပါတယ်။ Big Mom ကတော့သူမဖြစ်ချင်သောအိမ်မက်ကကဘာပေါ်မှာရှိတဲ့မျိုးနွယ်စုတွေအားလုံးကိုထမင်းတဝိုင်းထဲမှာသူမနဲ့အတူတူဒန်းနူညီမြစားတောက်နိုင်မှုပဲလို့ပြောပြနေပါတယ်။နောက်ပြီးအဲ့လိုမျိုးဂန်နွေဆန်တဲ့သူမရဲ့အိမ်မက်တွေကိုလက်တွေမှာအကောင့်ထဲပို့နိုင်ဖို့ကစီစာရဲ့တာဝန်ပဲလို့လက်ညှိုးထိုးပြီးပြောလိုက်ပါတယ်။ ဒါပေမဲ့စီစာကသူမရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးမယ်လို့ခဏခဏပြောဆိုနေခဲ့ပြီးပတ်စံတွေကိုပဲလိန်တောင်းနေခဲ့တယ်လို့ဆွဆွဲပြောဆိုခဲ့ပါတယ်။တကယ်တော့စီစာက Big Mom စီကနေပတ်စံတွေကိုနီလန်းမျိုးစုံနဲ့လက်ယူတောင်းခံနေခဲ့ပြီးလက်တွေမှာတော့သူ့ဒေသနာတွေကိုမလုံဆောင်ပဲဂျိုးမော်ကိုညတိုင်း sorry ခေါ်ချနေတာဖြစ်ပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေအားလုံးကဒိုဖလမင်ကိုရဲ့ကြာရှုံးခန်းနဲ့အတူတူပဲအဆုံးသတ်သွားကြရပြီးအခုလိုမျိုးငတ်တလေပြတ်တလေဘဝကိုရောက်ရှိလာတာဖြစ်ပါတယ် အဲဒီနောက်မှာတော့သူကအောင်မြင်ခန်းကြီးစမ်းသပ်မှုတွေအားလုံးကို Luffy ဆိုတဲ့ကောင်ကဝေယောင်းနောက်ဆက်သွားရဲဆိုပြီး Big Mom ကိုတိုင်နေခဲ့ပါတယ်။နောက်ပြီး Big Mom မြင်းနီးထားတဲ့ငွေတွေအားလုံးကိုလည်းစမ်းသပ်ခန်းတီးဆောင်ရီထဲမှာထည့်သွင်းအသုံးပြုခဲ့တာကြောင့်အကုန်လုံးတဲတဲ့ရည်သွန်ဖြစ်သွားခဲ့တယ်လို့လည်းဝန်ခံလိုက်ပါတယ်။အဲဒီအချိန် Big Mom ကတော့သူမအနေနဲ့ပန်းခါဆက်ကျိုးမှရှိတဲ့စမ်းသပ်ခန်းပုံစံတိုင်းနောက်ထပ်စမ်းသပ်ခန်းတီးတစ်ခုကိုထပ်ပြီးတိဆောက်ပေးထားပြီးပတ်စံတွေကိုလည်းကြိုက်သလောက်သုံးလို့ရအောင်စီစဉ်ပေးထားတယ်လို့ပြောပါတယ်။နောက်တစ်ခန်းကတော့စမ်းသပ်ခန်းအသေးရှိမှာ စီဇာတယောက်စိတ်ဓာတ်တွေကြာနေခဲ့ပြီးအဲ့ဒီအချိန်ချိုးချင်းဝင်ကြီးဖြစ်တဲ့ဘယ်ရိုစပယ်ရိုကသူဆောက်လုပ်ပေးထားတဲ့စက်ယုံပုံစံကိုကြိုက်ရလာလို့မင်းနေပါရီတစက်ထဲမှာပဲသူကသူ့လက်ထဲမှာပါလာတဲ့နှလုံးကိုညှက်လိုက်တာကြောင့်စီဇာတယောက်နာကျင်မှုတံကိုမရှုမလခံစားနေရပါရီအဲ့နောက်မှာတော့ဘယ်ရိုစပယ်ရိုကစီဇာကိုစမ်းသပ်မှုစတင်လို့ဆောင်ဖို့အတွက်အချိန်နှစ်ပတ်ပေးမယ်လို့ပြောခဲ့ပါရီဒါပေမဲ့နှစ်ပတ်ပြည့်ပြီးနောက်ပိုင်းစမ်းသပ်မှုကတိုးတက်မှုမရှိဘူးဆိုရင်တော့ချိုးချင်ပြောင်းပြီးဆုပ်ပစ်လိုက်မယ်လို့အချိန်ချလိုက်ပါရီ အဲ့ဒီအချိန်တဖက်ကတော့အုပ်ထဲမှာလည်းပုံစံတူအဖွဲသားတွေကိုစတိုက်ဖမ်းဆီးနေရတာကြောင့်လူဖီလဲမောပန်းလွန်နေခဲ့ပါပြီ။ဖမ်းဆီးလာသမျှပုံစံတူအဖွဲသားတွေကိုမိမနဲ့ယောက်ျားတက်တက်စီခွဲထားပေမဲ့သူပြန်ရောက်ရှိလာချိန်မှာတော့အကုန်လုံးရောထွေးနေတာကိုလည်းမြင်လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူဖီလဲဒေါသထွက်သွားခဲ့ပြီးဇက်လန်လေးကလည်းဒီနေရာမှာနေမဲ့တခန်းရက်သွားခဲ့ပြန်ပါတယ်။အပိုင်း996ရဲ့အဆောက်မှာတော့ဖမ်းဆီးလာတဲ့ပုံစံတူအဖွဲသားတွေကတအီးတားနဲ့အော်ဟစ်နေတာကြောင့်လူဖီတယောက်စိတ်ညစ်နေခဲ့ပါတယ်။ ဒါအပြင်စုပြုံထားတဲ့လူအုပ်ကြီးကအခွေးဥစလိုဦးနေခဲ့ပြီးအငိမ့်မနေတာကြောင့်မင်းတို့ကောင်တွေဘာဖြစ်နေရလဲလို့လူဖီကမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကဖမ်းထားတဲ့ပုံစံတူတွေကတကောင်ကိုဆွဲထုတ်လိုက်ပြီးနာမည်ကိုခေါ်နေခဲ့ပါတယ်။အဲဒီအချိန်နာမည်အစ်စ်ကထပြီးသူ့ကိုကြိုးဖြီပေးဖို့အတွက်တောင်းဆိုနေခဲ့တာကြောင့်လူဖီလဲလန့်သွားပါတယ်။ဒီလိုနဲ့နာမည်ကသူ့ကိုအခုလိုမျိုးအစ်စ်ပါလို့ပြောနေတဲ့ကြားတွေကအတင်းဖမ်းဆီးလာခဲ့တာကြောင့်လူဖီကိုအဲဒီလောက်ထိပိန်ရလာဆိုပြီးခေါင်းတွေကိုအာလူသီးတွေထားသွားတဲ့အထိဆုံးမပေးလိုက်ပါတယ်။ နာမီအတန်သေးအတန်ကြောင့်အော်ဟစ်နေတဲ့ပုံစံမျိုးအုပ်စုကြီးကိုကြည့်ရင်ဒီနေရာမှာထူးဆန်းတာတစ်ခုခုတော့ဖြစ်နေပြီလို့ဆိုပါရစေ။တစ်ဆက်တည်းမှာပဲနာမီကမင်းဒီကိစ္စတွေကိုလှေဝက်ချက်တွေကိုကောင်းကောင်းကြီးသိထားရမှလားဆိုပြီးလူဘလူးကြီးကိုသွားရောက်မေးမြန်းလိုက်ပါရစေ။နာမီကသူမအနေနဲ့အနောက်ကလိုက်လာတဲ့လူကလူဖီအစ်စ်မဟုတ်ဘန်းသိလိုက်ရချိန်မှာအရာအလုံးကနောက်ကျသွားခဲ့တယ်လို့ပြောနေခဲ့တာပါ။ဒီလိုနဲ့သူမကမကောင်းဆိုးဝါးမိမကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့အဖြစ်အပျက်ကိုပြောပြခဲ့ပါတယ်။အဲဒီမိမကြီးနာမည်ကဘရူလီလို့အမည်ရပြီးသူမက နာမီနဲ့ဂေရော်ရီရဲ့မျက်နှာတွေကိုမြင်တော့သူမရဲ့လက်သေးတွေနဲ့အဲ့ဒီမျက်နှာလှလှလေးတွေကိုကုတ်ချစ်ဖြက်စီးပစ်ချင်တယ်ဆိုပြီးပြောနေတဲ့အကြောင်းကိုသူမကပြောလိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲတွေ့ကြုံနဲ့ပတ်သက်ပြီးညနေညနေများတဲ့နာမီကသူမရဲ့မော်တော်တံကိုအသုံးပြုပြီးခုခံလိုက်တာကြောင့်စုံမကြီးဘရူလီရဲ့လက်ကလွတ်မြောက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့နာမီကအခုလိုမျိုးသူမကိုမော်တုတ်တန်အသေးလက်ဆောင်ပေးခဲ့တဲ့ဥဆုပ်ကိုကျေးဇူးတင်နေခဲ့ပါတယ်။ဒါ့ဘို့ဒေါသထွက်သွားတဲ့ဘရူလီကချက်ချင်းပဲတဟုန်နှုတ်ပြေးဝင်လာခဲ့ပြီးတိုက်ခိုက်ဖို့အတွက်လုပ်ပါတယ်။ ဲ့ဒီအချိန်ကဲရော့ကဒီကိစ္စကိုသူမနဲ့လွှဲထားဖို့အတွက်လမ်းပြလိုက်ပြီးလျှက်စစ်လက်သေးကိုအုံပြုကဝင်ရောက်တိုက်ခိုက်လိုက်ပေမဲ့ဘရူလီကမော်အစွမ်းနဲ့ကာဝေးလိုက်ပါတယ်ဘရူလီရဲ့တမန်အစွမ်းကတစ်ဖက်ကနေပုံစံတူတိုက်ခိုက်မှုတစ်ခုကိုထွက်ပေါ်လာစေပြီးကဲရော့ကိုထိမှန်သွားပါတယ်ဘရူလီကတော့သူမအနေနဲ့မီရာမီရာအသီးကိုစားသုံးပြီးကလေးကအခုလိုမျိုးတံပြန်အစွမ်းကိုရရှိလာတာဖြစ်ပြီးသူမကအမှန်လူသားပဲလို့ဂုံယူဝင်ကြွားစွာနဲ့ပြောဆိုလိုက်ပါတယ်နောက်ပြီးသူမရဲ့အစွမ်းကအမှန်တချက်လိုပဲတစ်ဖက်ကတိုက်ခိုက်လာသမျှအရာအလုံးကိုပုံစံတူကူပြီးအဲ့ဒီတိုင်းပြန်လည်တိုက်ခိုက်နိုင်ကြောင်းရှင်းပြခဲ့ပါတယ် တကယ်လို့ရန်သူအနေနဲ့လက်သီးတစ်ချက်ထိုးရင်တစ်ချက်စာပြန်ခန်းစားရမှာဖြစ်ပြီးအချက်တရာထိုးရင်တော့အချက်တရာထပ်မကားတဲ့နာကျင်မှုဝေဒနာတွေကိုစိုးစိုးရွားခန်းစားရလိမ့်မယ်လို့ပြောလိုက်ပါတယ်။တစက်ထဲမှာပဲကေရော့ကဒါဆိုရင်နေရမန်ကိုရိုက်ခွဲလိုက်ရင်ပြီးသွားတာပဲလို့ပြောကတဟုန်တို့ပြည်ဝင်တိုက်ခတ်လိုက်ပေမဲ့ဒီတစ်ခေါက်မှာတော့ထူးဆန်းစွာနဲ့ပဲသူမရဲ့တကူလုံးကိုမှန်ကားဆော့ယူသွားခဲ့ပါတယ်။ယုဒိယပြောက်ွယ်သွားတဲ့ကဲရော့ကိုကြည့်ရင်နာမီနဲ့ချော်ပါတို့ကသူမကိုဘာလို့လိုက်တာလဲလို့မေးမြန်းနေတော့ပါပဲ။မှန်တယ်မှာပိတ်လောင်ခံလိုက်ရတဲ့ကဲရော့ကိုမြင်တွေ့လိုက်ရတာကြောင့်အံ့ဩသွားကြပါလိမ့်။ အဲ့ဒီအချိန်မှန်ထဲမှာပြိမိနေတဲ့ကေရောကသူမကိုကယ်တင်ဖို့အပြင်ဘက်ကိုအကူအညီတောင်းခံနေပါတယ်။ဘရူလီကတော့သူ့ရဲ့လက်နဲ့ခြေပြီးဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမကနင်တို့အားလုံးဒီကျိုးမော်ကိုရောက်ရှိနေတာကိုမောင်မကအစောကြီးကလေးကသိနေခဲ့တယ်လို့လည်းဆိုလိုက်ပါတယ်။တစက်ထဲမှာပဲဘရူလီရဲ့ခန္ဓာကိုယ်ကအစမတန်ကြီးထွားလာခဲ့ပြီးတရောလုံးမှာရှိတဲ့တက်ရှိတက်မဲ့အရာအလုံးကအမေရဲ့အမေရောက်မှလှုပ်လှုပ်နေကြတဲ့သူတွေပဲလို့ပြောပြလိုက်ပါတယ်။ ဒီလိုနဲ့ကျေလောင်စွာထွက်ပေါ်လာတဲ့တက်ရှိတစ်ပေနေနဲ့ဘရူလီရဲ့ဟီမောဒန်နေကြောင်းမှာနာမီနဲ့ချော်ပါရိုးနှစ်ယောက်လည်းခြေမကိုင်းမိလက်မကိုင်းမိအနေထားကိုရောက်ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ဘရူလီကသူမရဲ့အခိုင်းအစေတွေဖြစ်တဲ့တက်ရှိတစ်ပေနေနဲ့ဗန်းမင်နေအားလုံးကိုအခုချိန်ကစပြီးကောင်းရုပ်ထုတ်အဖွဲ့သားတွေကိုဂျိုးမော်ကနေအသက်ရှင်လျက်ပြန်မထွက်နိုင်အောင်ဆုံးမပေးလိုက်ကြစို့လို့ဟေ့ကြွေးလိုက်ပါတယ်။ဘရူလီရဲ့မိန့်ကိုရရှိပြီးတဲ့နောက်မှာတော့တက်ရှိတစ်ပေနေအားလုံးကလှုပ်ရှားလာခဲ့ပြီးနာမီနဲ့ချော်ပါကိုဝိုင်းတိုက်ခိုက်ကြပါတော့တယ်။ မယိမတွက်နိုင်အောင်များပြားလို့နဲ့ရန်သူအင်အားကြောင့်နာမီနဲ့ချော်ပါလို့နှစ်ယောက်လည်းဘလို့ပုံစံနဲ့မှခုခံတားဆီးလို့မရပဲအေးနိမ့်သွားတဲ့အခြေအနေပုံစံကိုရောက်ရှိလာခဲ့ပါတယ်။ချော်ပါကတော့သူ့အနေနဲ့ရှိသမျှရန်သူတွေအားလုံးကိုတယောက်တည်းရင်ဆိုင်ပြီးဇတိခံမှမလို့နာမီကိုကြံတဲ့သူတွေကိုရှာဖို့အတွက်တောအုပ်ကနေအမြန်ဆုံးထွက်ပြေးခိုင်းပါတယ်။နောက်ပြီးသူတို့ရှေ့မှာမြင်နေရတဲ့ရန်သူကအေဂရီတပါးရဲ့အဖွဲ့ဝင်တွေဖြစ်တာကြောင့်လုံးဝပေါ်ဆလို့မရဘူးလို့ဆိုပါတယ်။ဒါကြောင့်လူဖီကိုများရအောင်သွားရှာပြီးတက်ကူခေါ်ပြီးပြန်လာခြင်းအချိန်ထိဒီနေရာမှာရန်သူအလုံးကိုတယောက်တည်းထိန်းထားပေးမယ်လို့ချောပါကပြောလိုက်ပါရီ အခြေအနေအားလုံးကိုနားလေသဘောပေါက်သွားတဲ့အခါမှာတော့နာမီကသူမအနေနဲ့လူဗီကိုအမြန်ဆုံးခေါ်ပြီးဒီနေရာကိုပြန်လာခဲ့မှာဖြစ်တာကြောင့်ချော့ပါကိုသူမပြန်ပေါ်မလာခင်အချိန်ထိအသက်ရှင်အောင်နေထိုင်မှုအတွက်သတိပေးပြီးထွက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ချောပါကသူ့ရဲ့ခန္ဓာကိုယ်ကိုမွန်စတာအတွင်ကိုပြောင်းလိုက်ပြီးရန်သူတွေကိုစတင်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။အစမတန်ကြီးထွားလာတဲ့ချောပါကိုမြင်တော့တက်ရှိပန်းမင်းတွေကကြောက်လန့်သွားကြပါပဲ။ဘရူလီကဒီကြီးစရာကောင်းတဲ့အရှုံးသမားတွေစီမှာဒီလိုမျိုးအလန်းစားစကေးတွေရှိနေပါလားဆိုပြီးအားရပါးရရီမောနေကြတာပါ။ ။နောက်ပြီးဒီကိစ္စတွေကိုမောင်းမသာတည်သွားခဲ့လို့ရှိရင်အရန်ကိုပြောသွားမှာပဲဆိုပြီးပြောလိုက်ပါရီ။အကြောင်းကတော့ Big Mom ကကဘာပေါ်မှာရှိတဲ့အကြီးမားဆုံးဆိုတဲ့တိရစ္ဆာန်တွေကိုမွေးမြူရတာအရန်ကြိုက်နေတတ်တဲ့သူဖြစ်လို့ပါ။တစ်ဖက်မှာလည်းတိပင်းနေရဲ့နောက်ဆက်မှုကြောင့်နာမီတယောက်ချော်လဲကျသွားခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့ Bruley ကဒီကောင်မကဘယ်လောက်ထိဝေဝေပြေးနိုင်မှာလဲဆိုပြီးချိန်ဆပြောဆိုနေပါရီ။လက်ရှိချိန်မှာတော့နာမီကသူမအနေနဲ့အခုလိုမျိုးထွက်ပြေးလာရင်းနဲ့ပဲလမ်းမလူဖီနဲ့တိုးပြီးပုံရိပ်ရောင်ကောင်နေနဲ့အထင်လဲခံရတာဖန်ဆီးခံရတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ လူဗီကတော့သူ့အနေနဲ့နာမီကိုပြန်တွေ့ရတာကြောင့်ဝမ်းသာတယ်လို့ပြောလိုက်ပြီးအခုချိန်ကချော်ပါနဲ့ကေရော့ကိုသွားရောက်ကဲတင်ရမယ့်အချိန်ပဲလို့ဟေ့ကြွေးလိုက်ပါတယ်။နာမီကတော့ဒီကိစ္စတွေအားလုံးကဒီနာပပတ်လေတဝိုက်မှာပဲဖြစ်ပျက်ခဲ့တာကြောင့်လူဘလူးကြီးကိုနင်းအနေနဲ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုသိနေတယ်မှလားလို့အတင်းကျပ်မေးမြန်းနေပါတယ်။နောက်တစ်ခါမှတော့ Big Mom ကအခန်းထဲမှာရှိနေတဲ့တက်ရှိအရှုပ်ပွဲတွေကဒီပုံစံတိုင်းဆိုရင်ကောက်ရုပ်ထုတ်သမျှလူဖီတို့အဖွဲ့မမရဲ့နားကိုမရောက်ရှိနိုင်တော့ပဲ။တောအုပ်ထဲမှာရင်ဆုံးသက်သွားတော့မယ်ဆိုပြီးပျော်ရွှင်စွာပြောဆိုနေကြပါသေးတယ်။ အဲ့ဒီအချိန်ယုဒိရဲ့ခမ်းမဆောင်တွေကိုခရက်ကာကဝင်ရောက်လာခဲ့ပြီးစင်းခေါ်ခံလာရတဲ့အကြောင်းကိုမေးမြန်းခဲ့ပါတယ်။ဘေမောင်ကတားဖြစ်သူခရက်ကာကိုသူမအနေနဲ့တောအုပ်ထဲမှာရှိတဲ့ကောင်ယုအုပ်ထုလူဖီတို့အဖွဲ့ကိုသူမကိုစားပြင်ပေးစေချင်တယ်လို့ပြောလိုက်ပြီးဒီကောင်ဒီအလုံးကိုအကြောက်တရားနဲ့နာကျင်မှုဝေဒနာကိုကောင်းကောင်းခံစားရအောင်လုပ်ပေးလိုက်လို့အမိန်ပေးလိုက်ပါတယ်။နောက်တစ်ခါမှတော့နာမီကဘရူလီနဲ့တစ်ပင်မကောင်းဆိုးဝါးတွေကဘာလို့နင်းကိုတစ်ချက်လေးတော့မထီရတာလဲဆိုပြီးလူဘလူးကြီးကိုမေးမြန်းနေပါတယ်။ဘာကိုကြတော့လူဘလူးကြီးကဒီကိစ္စတွေအားလုံးရဲ့အဖြစ်အမှန်ကိုသိချင်ရင်သူ့ကိုပန်းသီးဖြော်ရင်နည်းနည်းတိုက်ဆိုပြီးအကြက်ကင်နေခဲ့တာပါ အဲ့ဒီချိန်လူဖီကမင်းအနေနဲ့ငါတို့ကိုတရင်ကောင်းတစ်ခုပေးမယ်ဆိုရင်ဗန်ဒီဖြော်ရီကိုလိုချင်သလောက်ရအောင်ယူလာပေးမယ်လို့အပေးယူလုပ်လိုက်ပါတယ်။ဒီလိုနဲ့လူဘလူးကြီးကတာတိုးနိုင်ငံကလူတွေက6လတခါသူတို့ရဲ့ဝိညာဉ်ကိုနိုင်ငံတော်ရဲ့အခွန်အပြည့်ပေးဆောင်ရတယ်လို့ရှင်းပြလိုက်ပြီးဘေးမောင်းကလည်းစိုးစိုးအသီးကိုစားသုံးပြီးပြည်သူတွေရဲ့ဝိညာဉ်အနေနဲ့သူမရဲ့အစွမ်းကိုတိုးပွားလာစေခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်နိုင်ငံတွင်းမှာရှိတဲ့သူတွေက6လတကြိမ်ရွေးချယ်မှုတစ်ခုကိုပြုလုပ်ရပြီးတကယ်လို့ရှင်သန်မှုကိုသာရွေးချယ်ခဲ့မယ်ဆိုရင်တိပင်းပန်းမင်းနေအဖြစ်ပြောင်းလဲခံလိုက်ရတယ်လို့ရှင်းပြပါတယ်။ ဝိညာဉ်စုဆောင်ရေးတာဝန်ကိုတော့လူယောင်ဖန်ဆင်းထားတဲ့လင်းလင်းရဲ့ကိုပိုင်ဝိညာဉ်တွေကပြုတ်လုတယ်လို့ပြောပြပါရီအဲ့ဒီအချိန်လူဖီကသူဖန်ဆီးလာခဲ့တဲ့ပုံရိပ်ရောင်တွေကရောဗာလဲလို့မိပါရီလူဘလူးကြီးကတော့ဒီကောင်တွေကဘရူလီရဲ့ပုံပြောင်းဆွမ်းကြောင့်သာတရိတ်ဆန်ကားနေလူပုံစံဖြစ်လာရုံကလွဲပြီးဂျန်နယ်စွမ်းအားတွေတခုမှရှိမနေဘူးလို့ရှင်းပြလိုက်ပါရီဒါကိုဒေါသထွက်သွားတဲ့လူဖီကလူဘလူးကြီးရဲ့မျက်လုံးနှလုံးကိုကိုင်ရင်အစောကြီးကလေးကဒီကိစ္စတွေကိုသိသိရနဲ့ဘာဖြစ်လို့ထိုင်ကြည့်နေရလဲဆိုပြီးနောက်ပြီးမင်းကဘာတူလဲလို့မေးနေပါရီအဲ့ဒီနောက်မှာတော့လူဘလူးကြီးက သူအနေနဲ့လွန်ခဲ့တဲ့နှစ်တည်တုန်းက Big Mom Pirate အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့လင်းလင်းရဲ့ခင်မိုးမဲလို့ငိုကြွေးနဲ့ပြောလိုက်ပါရီအဲ့ဒီအချိန်တော့အုတ်သေးကို Sweet 3ရဲ့အဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့ဘိုဂျိုခရက်ကာကရောက်ရှိလာခဲ့ပြီးဇလန်လီကလည်းတခန်းရက်သွားခဲ့ပါရီ